ကဲမြန်မာနိုင်ငံမှာပထမဦးဆုံးယောက်ျားလစ်ခေပေါ့အိုင်ရာရှိပြီဆိုတာကိုသိကြလား K-pop Survivor Show တွေဆိုတာကကမ္ဘာတဝန်းကလူငယ်တွေရဲ့ idol ဖြစ်ချင်တဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ပေးနေတဲ့နေရာကောင်းလေးတစ်ခုပါချောရောမြန်မာနိုင်ငံကကိုရီးယားမှာပထမဦးဆုံး debut လုပ်ခွင့်ရခဲ့တဲ့မိန်းကလေး idol DD ကိုအားလုံးသိကြမယ်လို့ထင်ပါတယ်ပြီးတော့ Survivor Show မှာဝင်ရောက်ရှင်မြိုင်ခဲ့တဲ့ Real လည်းရှိပါသေးတယ် ဒီတစ်ခေါက်မှာတော့မကြသေးခင်ကပဲ Be the Next Night Drummer ဆိုတဲ့ Survivor Show ကြီးမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ Smile One ဆိုတဲ့ကောင်လေးက Rank List နဲ့အတူ debut လုပ်ခွင့်ရခဲ့ပါတယ်။ဒီအဖွဲ့ထဲမှာ Member 6ယောက်ပါဝင်ပြီးတော့ Korea 2ယောက် Philippine 6ယောက်နဲ့အတူမြန်မာနိုင်ငံသားလေး Smile One ကလည်းပါဝင်ခွင့်ရရှိခဲ့ပါတယ်။ Smile One အကြောင်းကိုမသိသေးတဲ့သူတွေအတွက်ချောကနည်းနည်းလေး sharing လုပ်ပေးချင်ပါတယ်။ Smile One ကအသက်20ဖြစ်ပြီးတော့2005ဖုန်းဖြစ်ပါတယ်။သူ့ရဲ့မြန်မာနာမည်ကတော့ဇင်ဦးတော်လို့ခေါ်ပြီးတော့ကျောက်ပန်းစာတီ လို့သိရပါဗျ။သူကရှမ်းတရုတ်လူမျိုးလည်းဖြစ်ပါတယ်။မိုင်းဝမ်ကဖန်အင်အားတောင်းတဲ့သူဖြစ်ပြီးတော့ Survivor Show ရဲ့နောက်ဆုံး final မှာပေါ့နော် fan voting ကဒုတိယအများဆုံးလို့လည်းသိရပါသေးတယ်။ Yeah, thank you so much. ါပါဝင်တဲ့ Wine Group ကို debut လုပ်ပေးမဲ့ entertainment ကတော့ K-pop girl group တစ်ခုဖြစ်တဲ့ Momoland ကို debut လုပ်ပေးခဲ့တဲ့ MLD entertainment ကပဲဖြစ်ပါတယ်။သူတို့ရဲ့ group name ကတော့ officially မထွက်ရှိလာသေးပေမဲ့ Smile One ရဲ့ fan name ကတော့ Happy One လို့သိရပါတယ်။နမလေးတွေရာနေသင်းအပျော်လေးတွေပါကူးဆက်စီတာမို့လို့ happy fire လေးဒီထက်မကအောင်မြင်ပါလေရှင် the future ရဲ့ ချောရဲ့ခေဘော့စာကဲကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ပတ်တွေမှာတော့ချောကဘလို့အကြောင်းအရာတွေကို sharing လုပ်ပြပေးသွားအောင်မလဲဆိုတာကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။ချောနဲ့သူ Novi တွေမှာပြန်တွေ့ကြမယ်နော်။ Bye bye ။